တန်လင်ထိုင်းရဲ့ပြည်သက်များအားလုံးကျန်းမာရမှုကြပါစေရှင် GMO ဆိုတာကတော့ genetically modified organism တနည်းအားဖြင့်မျိုးရိုးပီဇာရမိုးမှန်ထားတဲ့သက်ရှိတွေလို့အဓိပ္ပာယ်ရပါတယ် GMO ဟာအလွယ်ပြောရမယ်ဆိုရင်တဘာဝအတိုင်းမဟုတ်တဲ့အစားအစာတွေပဲဖြစ်ပါတယ် GMO အစားအသောက်တွေဟာယခုခေတ်မှာတဖြည်းဖြည်းနဲ့ပိုများလာပြီးတော့လူများစုဟာသတိမထားမိတတ်ကြပါဘူးယခုတစ်ပတ်ရဲ့တန်လွင်ကျမ်းမအစီအစဉ်မှာတော့ GMO အစားအသောက်အကြောင်းတွေနဲ့လူခန္ဓာကိုယ်ကိုအန္တရာယ်ဖြစ်စေနိုင်လားဆိုတာကိုရှင်းပြပေးခြင်းပါတယ်။ ကျွန်မယွန်ကြည့်ပြပါရှင်။ဒီနေ့ခင်မှာစိုက်ပျိုးသီးနှံတွေမွေးမြူရေးတရိတ်ဆန်တွေစေးဝါးတွေစတာတွေဟာမျိုးရိုးဗီဇမောမန်ခံထားရပြီပဲဖြစ်ပါတယ်။အကြောင်းကလည်းရှင်းပါတယ်။ပုံမကောင်းမွန်စေဖို့ပါ။စိုက်ပျိုးသီးနှံတွေမှာပဲဖြစ်ဖြစ်တရိတ်ဆန်တွေမှာပဲဖြစ်ဖြစ် အကောင်းဆုံးဆိုတဲ့ဗီဇာလက္ခဏာတွေကိုပဲခွဲထုတ်ထားတဲ့မျိုးရိုးဗီဇာတွေကိုမွေးမြူတာပဲဖြစ်ပါတယ်။ဥပမာအသေးအနှံတွေ ကြီးထွားအောင်အရသာပုံမရှိအောင်အဟာရဓာတ်ကျွဲဝအောင်စိုက်ပျိုးရလွယ်ကူအောင်တရိတ်ဆန်တွေရင်ပါအောင်ယောဂဝေဒနာတွေခံနိုင်အောင်စတဲ့ကောင်းမွန်တဲ့ဗီဇာလက္ခဏာတွေဟာတဘာဝအတိုင်းမဟုတ်ပဲခွဲခန်းတွေကနေရရှိလာတာဆိုရင်တော့ GMO စည်ရင်းတွေကိုဝင်တာပဲဖြစ်ပါတယ်။ ဒါပေမဲ့ GMO ရဲ့အဓိကရည်ချက်ကတော့စားသုံးသူတွေထက်စိုက်ပျိုးသူတောင်သူလယ်သမားတွေကိုအထောက်အကူပြုစေဖို့ဖြစ်ပါတယ်။ဥပမာ BT လို့ခေါ်တဲ့ GMO မျိုးစိတ်တစ်မျိုးဟာဆိုရင်စိုက်ပျိုးသီးနှံထဲမှာကပ်ပါးပိုးကောင်တွေကိုတည်ဆင်းနိုင်ပြီးလူတွေအတွက်အန္တရာယ်မဖြစ်စေတဲ့ဘက်တီးရီးယားတစ်မျိုးကိုမိုးမှန်ထည့်ထားပါတယ်။ဒီရဇက်ကတော့စိုက်ပျိုးသီးနှံတွေကိုကပ်ပါးကောင်တွေရန်ကနေကာကွယ်ရင်းဓာတုဆေးဝါးအသုံးပြုနှုန်းကိုလျှော့ချဖို့ပဲဖြစ်ပါတယ်။ တချို့တည်နေတွေရာဆိုရင်ခြုံရွယ်ရှင်းလင်းမှုအသုံးပြုရတဲ့ပေါင်းသက်ဆေးတွေကိုခန္ဓာရည်ရှိအောင်မုံမှန်ထားတဲ့အတွက်လေခွင်းတွေရှင်းလင်းတဲ့အခါမှာအကျိုးရှိပါတယ်။ဥပမာတစ်ခုအနေနဲ့ဘင်္ဂလားဒေ့ရှ်မှာခရမ်းသီးစိုက်ခင်တော်တော်များများဟာပိုးမွှားတံကိုခံစားကြရတဲ့အတွက်လေသမားတွေဟာ ပိုးသက်ဆေးတွေကိုမှီဝဲခဲ့ကြရပါတယ်။အဲ့ဒီအခါပိုးသက်ဆေးဝါးကတွေပုံမုံကုန်ကြပြီးတော့ဓာတုဆေးဝါးတွေကြောင့်လေသမားတွေဟာလည်းမကြာခဏဖျားနာခဲ့ရပါတယ်။ အဲ့ဒီအခါမှာတော့ GMO စိုက်ပျိုးသီးနှံတစ်မျိုးကိုပြောင်းလဲစိုက်ပျိုးလာကြရပါတယ်။ဒီခရမ်းသီးမျိုးစိတ်အစ်စ်ဟာဆိုရင် BD မျိုးစိတ်တစ်ခုဖြစ်တာကြောင့်ပိုးမွားတွေထက်မှန်မနှောက်ရှက်နိုင်တော့ပါဘူး။ဒါကြောင့်လယ်သမားတွေဟာလည်းပိုမိုကျန်းမာလာသလိုစီးပွားလည်းဖြစ်လာကြပါတယ်။ဒီနေ့ခေတ်ပြောင်းမှုမျိုးစိတ်အများစုဟာဆိုရင်လည်း GMO တွေဖြစ်ကြပြီးတော့ BD မျိုးစိတ်တစ်မျိုးလည်းဖြစ်ပါတယ်။ပြောင်းမှုတွေဟာလည်းပိုးမွားရန်ကြောက်ရတာကြောင့်ဓာတုဆေးဝါးအများစွာအသုံးမပြုရဘဲ ပိုးကောင်တွေရန်ကနေကာကွယ်ဖို့ရည်ရွယ်ချက်နဲ့မုန်းမှန်လာကြတာပဲဖြစ်ပါတယ်။ခရံသည်တင်မော်သည်ဝါကွန်းပဲစောင်းမော်နဲ့တခြားများပြားတဲ့အစားအသောက်တွေကလည်းမြေဥပီစာမုန်းမှန်ခံထားရတဲ့ GMO အစားအစာတွေပဲဖြစ်ကြပါတယ်။ GMO အစားအစာတွေဟာတဘာဝအတိုင်းမဟုတ်တဲ့အတွက်လူသားတွေအနေနဲ့တည်ထားတဲ့ဘေးရန်တွေအနေငယ်လည်းရှိပါတယ်။တမတဲတာ GMO အစားအစာတွေဟာဗီဇလက္ခဏာပြုပြင်ပြောင်းလဲထားတာကြောင့်အဲ့ဒီပြုပြင်ပြောင်းလဲထားတဲ့ဗီဇလက္ခဏာနဲ့လူတွေတမတဲတာမျိုးဖြစ်နိုင်ပါတယ်။ ဓာတုစေဝါအနေနဲ့ချုပ်နယ်တွေရှင်းလင်းတာပိုးသက်တာစတာတွေအတွက်အသုံးပြုတဲ့ပိုးသက်စေဝါတွေကိုခံနိုင်ရှိအောင်လို့ GMO စိုက်ပျိုးသီးနှံတွေကိုများစွာပြုလုပ်လာကြပါတယ်။အဲ့ဒီအခါမှာတော့ပိုးသက်ဆေးဝါးတွေမှာပါဝင်တဲ့ glyphosate လို့ခေါ်တဲ့ဓာတုဆေးဝါးတစ်မျိုးကိုလည်းစိုက်ပျိုးသီးနှံတွေပေါ်ကိုအသုံးပြုကြရပါတယ်။ဒီ glyphosate တွေဟာဆိုရင်အသားရည်တွေကိုရာရံတာအသက်ရှူလမ်းကြောင်းကိုပိတ်ဆို့တာစတဲ့ပြဿနာတွေကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဂလိုင်ဖိုဆိတ်တောင်မကတခြားဓာတုဆေးဝါးတွေနဲ့အများစွာထိတွေ့ခံထားရတဲ့အသေးအနှံတွေဟာဆိုရင်လဲမိမိရဲ့ကျန်းမာရေးအတွက်အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ကိုခံအားကျဆင်းစေမှုလူတွေရဲ့ဦးလန်းကြောင်းထဲမှာတန်းနဲ့ချီတဲ့ဘက်တီးရီးယားတွေရှိပြီးတော့တချို့ဟာခန္ဓာကိုယ်အတွက်အကျိုးရှိစေသလိုတချို့ကတော့အန္တရာယ်ရှိစေနိုင်ပါတယ်။ GMO စိုက်ပျိုးသင်းတန်းတွေမှာပါဝင်တဲ့ပေါင်းသက်ဆေးတွေဓာတုဆေးဝါးတွေကိုခံနိုင်ရှိစေတဲ့ဒီမျိုးရိုးဗီဇာလက္ခဏာတွေဟာအစာအသောက်တွေကနေတဆင့်လူတွေစီကိုကူးစက်သွားမယ်ဆိုရင်မိမိတို့ခန္ဓာကိုယ်ထဲကမလိုအပ်တဲ့ဘက်တီးရီးယားတွေကိုရှင်းထုတ်ပေးတဲ့ antibiotics တွေရဲ့စွမ်းဆောင်ရည်တွေကြာဆင်းစေနိုင်ပါတယ်။ဒါပေမဲ့နှီးပညာတွေတိုးတက်လာတဲ့အမျှ GMO အစာအသောက်တွေဟာလည်းပုံမတိုးတက်ကောင်းမွန်လာကြပြီဖြစ်တာကြောင့်အခုတင်ဆက်ပေးလိုက်တဲ့ဘေးအန္တရာယ်တွေဟာလည်းဖြစ်နိုင်ခြင်းညွန်နေလာပါပြီ။ ဒီနေ့ခေတ်မှာတော့ GMO စိုက်ပျိုးသီးနှံတွေပောင်းဝင်ပစ္စည်းတွေရဲ့အခန်းကဏ္ဍတွေဟာပုံမတွင်ကျယ်လာပြီးတော့များပြားတဲ့အစားတောက်တွေဟာလည်း GMO တွေဖြစ်လာကြပါပြီ။ဒါကြောင့်မိမိတို့နေ့စဉ်စားတောက်နေတဲ့အစားတောက်တွေဟာဘယ်ကလာပြီးတော့ဘလို့အကျိုးစီးစုတွေရှိသလဲဘလို့ဘေးရန်တွေရှိသလဲဆိုတာကိုသိရှိစေဖို့အတွက်ယခုတစ်ပတ်တန်လင်ကျမ်းမအစီအစဉ်မှာ GMO အကြောင်းကိုပြောပြပေးသွားတာပဲဖြစ်ပါတယ်။ အခုလို့ကျမ်းမာရေးနဲ့ဆိုင်တဲ့အသိပညာဗုဒ္ဓတရားတွေကြောင့်တင်ဆက်ပေးနေတဲ့တန်လွင်ထိုင်းရဲ့တန်လွင်ကျမ်းမာအစီအစဉ်ကိုအပတ်စဉ်ဗုဒ္ဓဟူးနေ့တွေရဲ့ညနေ6နာရီတိုင်းမှာတင်ဆက်ပေးနေပါတယ်။အားလုံးပဲကျမ်းမာပျော်ရွှင်တဲ့လူနေမှုဘဝကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။